တောင်ကိုရီးယားကစာတင်ကြောင်းတစ်ကြောင်းမှာအတန်းချိန်တွင်ပုံမှန်မဟုတ်တဲ့အရာတစ်ခုဈေးညံလဲမှာပေါ်လာခဲ့ပြီးအထက်တန်းကျောင်းသူကျောင်းသားတွေနောက်ကိုလိုက်တော့သူတို့အားလုံးအော်ဟစ်ပြည်လန်းတဲ့ကိုပြေးဆင်းကြပါတယ်ကာရူရှင်းနဲ့နာဟုဆူလို့ခေါ်တဲ့ចောင်းသားចောင်းသူနှစ်ယောက်ထဲပဲတခြားလူတွေလိုထွက်မပြေးပဲမော်ဆန်နဲ့တိုလီမုတ်ဆပစ္စည်းတွေကိုလက်နဲ့ဖြည့်ကင်ဆောင်ထားကြပါတယ်။အဲဒီယာကသူတို့နှစ်ယောက်ကိုចမ်းမြင်ပေါ်လဲကျသွားအောင်လုပ်လိုက်တော့ចမ်းမြင်ပေါ်မှာလဲကျနေတဲ့ကာရူရှင်းကမင်းကလေးတယောက်အနေနဲ့သူ့ရဲ့ session နှစ်မြောက်မွေးနေ့ဖြစ်တဲ့နှစ်မှာအသက်ရှင်နိုင်မယ်ဆိုရင် ူကဘွားမှာတက်ရှိရှိပျော်ပျော်ရွှင်ရွှင်နေရလိမ့်မယ်ဆိုတဲ့သူ့ဘွားရဲ့ပြောစကားကိုပြန်စင်းစားနေပါတယ်။ဒါပေမဲ့အဲ့ဒီနှစ်ကိုသူအသက်ရှင်လျက်ဖြတ်ကျော်နေမှာလား။လွန်ခဲ့တဲ့ဆယ်နှစ်ကဂါရူရှင်းတဲ့အဖွားဖြစ်သူတို့မျိုးရဲမှာလမ်းပတ်ရှောင်နေကြတဲ့အချိန်မှာခေါမိုးပေါ်မှာရက်နေတဲ့ကောင်လေးတယောက်ကိုဖွားကြီးကရုတ်တရက်သတိပြုမိလိုက်ပါတယ်။သူ့မြေလေးဂါရူရှင်းရဲ့လက်ကိုဆွဲပြီးတော့အဖွားကြီးကဘာမှမရှင်းပြပဲအဲ့ဒီမိုးမြောက်ဆောက်ုံကြီးစီကိုမြ мян သွားနေပါတယ်။ဒီအချိန်ခေါမိုးပေါ်မှာရက်နေတဲ့လူဟာသူကိုယ်တိုင်ဘာတွေဖြစ်နေသလဲဆိုတာနားမလည်နိုင်ဖြစ်နေပါတယ်။ ဒါပေမဲ့သူမတားဆီးနိုင်တဲ့အင်အားတစ်ခုကသူ့ကိုခေါမိုးအစွန်းထိနီးတဲ့ထက်နီးအောင်တွန်းပို့နေပါတယ်။မြေပြင်ကနေကောင်လေးရဲ့အမေကသူ့ကိုသတိပြုမိသွားပါတယ်။အမေဖြစ်သူကဒီဆဲကျော်တဲ့လူငယ်လေးကိုအောက်ဆင်းလာခိုင်းပေမဲ့ကောင်လေးရဲ့မျိုးလုံးတွေဟာအဝါရောင်တောက်နေပြီးသူ့ဘဝကိုအဆုံးသတ်ပြဖို့ဆင်းသင့်လုပ်နေတာလို့ရဲပြီးသူ့မိကိုပြောလိုက်ပါတယ်။အဖကြီးယိုရှင်ကအလီကားကိုဆက်မတက်နိုင်တော့ပဲလဲချသွားပါတယ်။အဖကြီးကသူ့ကိုခြံထားရစ်ပြီးခေါမိုးပေါ်ကိုတက်သွားဖို့သူ့မျိုးလေးကိုခိုင်းနေပါတယ်။ပြီးတော့သူကကောင်လေးပေါ်ထိမ့်ချုပ်ထားတဲ့မကောင်းဆိုးအကိုတားဆီးနိုင်မဲ့မန်တန်ကိုအထက်ထက်ရုတ်ပြလိုက်ပါတယ် ။ကောင်မလေးဟာခေါင်းမိုးပေါ်ကိုတွန်းဆုပ်တွန်းဆုပ်နဲ့တက်သွားပါတယ်။အဲ့ဒီမကောင်းဆိုးဝါးကကောင်မလေးကိုဟားတက်လိုက်ပြီးနင်းအစ်စ်ဆက်ရှင်နဲ့ရောက်ရင်နင်းကိုတက်ပစ်မယ်လို့လှဲ့မကြည့်ပဲပြောလိုက်ပါတယ်။တူရှင်ရဲ့မန်တန်ကအဆင်မပြေတာကြောင့်အရန်အားကောင်းတဲ့မကောင်းဆိုးဝါးကိုနှိမ်နှင်းပို့ရာအရန်အားနည်းနေတဲ့ဆိုတာတသက်သေပြနေပါတယ်။မကောင်းဆိုးဝါးကကောင်မလေးကိုနောက်ပိုင်းမှာလာတွေ့မယ်လို့အသေးချာပြောလိုက်ပါတယ်။အဲ့ဒီလူဟာဝေးကိုဆွဲခေါ်ခံလိုက်ရပြီးသူ့စီကမဲရောင်မိခိုးတွေထွက်လာတာကိုရက်ကြည့်နေတဲ့သူတွေတယောက်မှမမြင်လိုက်ရပါဘူး။ အဲ့နောက်လုံးတလုံးပုံစံပြောင်းသွားပြီးတော့မကောင်းဆိုးဝါးကအဖွားကြီးဘက်ကိုလှည့်ပြီးချမ်းသာတဲ့လူငယ်တွေရဲ့ခန္ဓာကိုယ်ကိုဝင်ပူးပြီးသူတို့ကိုသူတက်ပြစ်နေတာကိုတားဆီးနေတာရက်လိုက်မယ်ဆိုရင်ယူရှင်းကိုပတ်စံတွေများကြီးရစီမယ်လို့ကြေပေးလိုက်ပါတယ်။ဒါမဲ့အဖွားကြီးကချမ်းသာဖို့ရေစိတ်ဝင်စားပဲသူ့အိတ်ကတ်ထဲကအိတ်ရှုံလေးတစ်ခုကိုထုတ်ယူပြီးမကောင်းဆိုးဝါးကိုအိတ်ရှုံလေးထဲဆွဲထည့်လို့ထာဝရပိတ်ထားလိုက်ပါတယ်။အဖွားကြီးကခေါင်းမိုးပေါ်ကပြုတ်ကျသွားတဲ့ကောင်လေးရဲ့ဝိညာဉ်ကိုသတိပြုမိလိုက်ပြီးသူ့အယုံတွေအားလုံးကောင်လေးပေါ်မှာပဲရှိနေခြင်းဒေါနာကနေထူးဆန်းတဲ့လူတစ်ယောက်ပေါ်လာပါတယ် ဲနောက်လူရှင်းကသူ့ဖွားရဲ့နှလုံးနေရာမှာဓမြောင်တလက်စိုက်ဝင်နေတာကိုတွေ့လိုက်ရပါတယ်။သူတည်တော့မဲ့အချိန်မှာအဖွားကြီးကလူရှင်းကိုနင့်ကိုနေမကောင်းတဲ့ဝိညာဉ်တွေရဲ့ရံကနေဂယူးတဆိုင်ကာကွယ်ရမယ်လို့သတိပေးလိုက်ပါတယ်။အဖွားကြီးရဲ့ဝိညာဉ်ကတည်သွားတဲ့ကောင်လေးရဲ့လက်ကိုဆွဲပြီးသူတို့ဟာတခြားလောကစီကိုထွက်သွားကြပါတယ်။နေ့တော်ကြာသွားတော့လူရှင်းကသူ့ဖွားရဲ့အုပ်ကူစီကိုရောက်သွားချိန်မှာသူ့စီကိုတစေတကောင်ချင်းကပ်လာတော့ကောင်မလေးကဘာမှမအံ့ဩသွားပါဘူး။ကောင်မလေးကဘာမှမဖြစ်တယ်လို့ဟန်ဆောင်နေဖို့စက်ကြိုးစားပြီးသူ့နောက်ကလူသေးတွေရဲ့ဝိညာဉ်တွေအစမပြတ်လိုက်နေတဲ့အကြောင်းတယောက်ကမှမပြောပြခဲ့ပါဘူး။ အထူးသဖြင့်လူရှင်းကသူ့ကိုသူအကြမြင်ဆီယာမလို့ပြောပြီးလူတွေကိုလှည့်စားနေတဲ့သူ့မိမသိအောင်အဲ့ဒီလျှက်ဝက်ချက်ကိုဖုံးကွယ်ထားပါတယ်။ကော်မတီကဘယောဒုက္ခဟာသားဆက်မှာမပါကျင်တာကြောင့်သူ့ကိုအကြောင်းအစ်စ်မှာထားပေးဖို့အဲ့ဒီမျိုးသမီးကိုတောင်းဆိုလိုက်ပါတယ်။ကျောင်းအစ်စ်ကိုလူရှင်းရောက်သွားပြီးမကြခင်မှာပဲကျောင်းသားတယောက်ခေါမှုဘော်ကပြုတ်ကျသွားတာကြောင့်ပြဿနာဖြစ်လာပါတယ်။အထက်တန်းကျောင်းသားတွေအားလုံးဟာစူးစမ်းလို့တဲ့စိတ်နဲ့ brain ပေါက်နားမှာစူဝေးနေကြပြီးနာဝူစုတယောက်ပဲကျောင်းသားအစ်စ်ကိုတလေးတဆနဲ့လာတွေ့ပါတယ်။သူ့အမေလူတွေကိုလိန်နေတာမှာပါဝင်ဖို့ဒူရှင်းကတွန်းဆုံနေပေမဲ့ မကောင်းတဲ့ဝိညာဉ်ဝင်ပူပြီးအဲ့ဒီအကြမ်းင်ဆီယာမကိုတိုက်ခိုက်တတ်တဲ့နောက်ဖောက်တဲ့တယောက်ရဲ့ဖြစ်ရမှာတော့ကောင်မလေးဟာရန်ဖန်ရန်ခါဝင်ပါခဲ့ရပြီးသူ့မိကိုကယ်ပေးခဲ့ရပါတယ်။ဒီချိန်မှာတော့သူ့ရဲ့မန်နဟာပူဆွမ်းလာတာကြောင့်မကောင်းဆိုးဝါးဟာသူ့ဝင်ပူးနေတဲ့ကောင်လေးရဲ့ခန္ဓာကိုယ်ကိုဘာမှမလုပ်ဘဲထားရက်ခဲ့ပြီးထွက်သွားခဲ့ပါတယ်။ဒီဖြစ်ရပြီးတဲ့နောက်မှာဒူရှင်းဟာစာတင်ကန်းအစ်တဲကိုပထမဆုံးချိန်ဝင်သွားတော့နာဝူစုကိုတွေ့လိုက်ပါတယ်။ကျောင်းသူအစ်တဲဟာချက်ချင်းဆိုသူလိုပဲလူကြိုက်များတဲ့တော်ဆုံးကျောင်းသားတွေထဲကတယောက်ဖြစ်လာခဲ့ပြီးခါဆူဂျိုဆိုတဲ့ကျောင်းသူကသူနဲ့လာပြီးမိတ်ဖွဲ့ပါတယ်။ သူတို့အကြောင်းမှာဆင်းနေရတဲ့အကြောင်းသားတိုင်းမတော်တဆတည်ဆုံသွားတတ်တဲ့ထူးထူးဆန်းဆန်းစီးမြင့်တွေရှိတယ်ဆိုတဲ့အကြောင်းကာဇူဂျိုကအကြောင်းသူတက်ကိုသတိပေးလိုက်ပါတယ်။အကြောင်းဆရာကြီးကဆရာဆရာမတွေကိုချင်းချောက်နေပြီးအကြောင်းရဲ့ဂွန်တိခါမထီးခိုက်ရအောင်လို့ခေါမိုးဘော်ကခုံချတည်သွားတဲ့အကြောင်းသားမှာပြဿနာတွေရှိခဲ့တယ်လို့သူမိဘတွေစီအကြောင်းကြားဖို့ညွှန်ကြားလိုက်ပါတယ်။အဲဒီနောက်အကြောင်းဆရာကြီးကသူ့ကိုတရားရောက်စောင့်ကြည့်နေတယ်လို့ခန်းစားရတာကြောင့်တပတ်လှည့်ကြည့်လိုက်တော့တည်သွားတဲ့အကြောင်းသားတွေရဲ့စီးရင်ရှည်ကြီးတစ်ခုမှနိုင်မျိုးကိုချစ်ထားတာတွေ့လိုက်ရပါတယ်။အိမ်ပြန်ရောက်တော့ဒူရှင်းကအကြောင်းမှာဖြစ်ခဲ့တာတွေကိုသူ့မိကိုပြောပြလိုက်ပါတယ်။ အကြမ်းမြင့်ဆီယမားကဝမ်းနည်းစရာဖြစ်ရက်ကိုတုံးချမျက်ထုတ်ခြင်းနဲ့စိတ်နဲ့တည်သွားတဲ့ကောင်လေးရဲ့ဖုန်းနံပါတ်ကိုတောင်းဖို့ကြောင်းဝန်ကြီးစီဖုန်းဆက်ပါတယ်။သူ့အမေဖုန်းပြောနေချိန်မှာလွန်ခဲ့တဲ့ဆယ်နှစ်ကတည်သွားတဲ့ကောင်လေးဟာဒူရှင်းရဲ့အမေကသူ့ကိုသူ့မိဘတွေနဲ့တွေ့ပေးဖို့စီစဉ်ပေးနိုင်တယ်ဆိုတဲ့မျှော်လင့်ချက်နဲ့အခန်းထဲကိုရောက်နေပြီးသူဟာအဲ့ဒီဆယ်နှစ်လုံးလုံးဒူရှင်းရဲ့အခန်းထဲမှာပုန်းနေခဲ့တာဖြစ်ပါတယ်။ဒူရှင်းကသူ့ရဲ့စွမ်းနေကြောင်းသူ့တန်းပေါ်တွေတယောက်မှတည်မသွားဖို့မျှော်လင့်နေပေမဲ့ဦးစုရဲ့မိဘတွေကအဲ့ဒီကြောင်းသူတဲ့ဟာတကယ်အကြမ်းမြင့်ဆီယမားရဲ့တမိပဲလို့သူ့ကိုပြောပြလိုက်ပါတယ်။ ဦးစုကအဲ့ဒါကိုမယုံပဲသူ့ပေါ်လျှက်ဝဲထောက်လန်းဖို့အတွက်ကောင်မလေးကိုသူတို့တန်းနဲ့လွတ်လိုက်တာလို့ထင်နေပါတယ်။ခူကျောင်းသားပြုတ်ကျသွားတဲ့အချိန်မှာကျောင်းသူတဲဟာသူ့ဘေးထဲမှာရှိနေခဲ့တာဆိုတဲ့ကောလာဟာလာတစ်ခုတန်းနဲ့မှာပြန့်နှံ့နေပါတယ်။ကောင်မလေးကစိတ်မသက်မသာဖြစ်နေပြီးအဲ့ဒါပြင်ဦးစုကသူ့ကိုထူးထူးဆန်းဆန်းမေးခွန်းတွေနဲ့ကောင်းလာလာစားနေပါတယ်။သူရှင်းကလုံးဝတိမခံနိုင်တော့လို့ထွက်သွားဖို့လုပ်တဲ့အချိန်မှာအဲ့ဒီကောင်လေးကသူ့ကိုဆွဲဖက်ထားလိုက်ပြီးစက်နေပေးဖို့တောင်းဆိုလိုက်ပါတယ်။အဖွားကြီးရဲ့ဝိညာဉ်ကဝူဆူရဲ့ကိုယ်ထဲကထွက်သွားတော့သူဟာစာတင်ကန်းထဲမှာကောင်မလေးကိုဘာကြောင့်ဖက်နေမိလဲဆိုတာနားမလည်နိုင်ဖြစ်နေပါတယ်။ တစ်ချိန်တည်းမှာပဲစာတင်ကြောင်းရဲ့မြေရောက်ခန်းထဲမှာတစ်ခုခုထွက်ပြေးလွန်မြောက်ဖို့ကြိုးစားနေပါတယ်။အဲ့ဒီခန်းကိုမော်တင်ဂေတာတွေပါတဲ့တောကလောင်နဲ့ပိတ်ထားတာဖြစ်ပါတယ်။ဝူစုကကောင်မလေးကိုဖက်လိုက်မိတဲ့အတွက်တန်းသားတွေရဲ့လောင်ပြောင်တာခံနေရပြီးသူကဘာဖြစ်သွားတာလဲသိရဖို့ဒူရှင်းနဲ့စကားပြောကြည့်ဖို့ဆုံးဖြတ်ထားပါတယ်။ကျောင်းဝင်းထဲမှာဖွာကြီးရဲ့ဝိညာဉ်ကသူ့ကိုယ်ရဲ့ထပ်ဝင်ပူပြီးမကောင်းဆိုးဝါးဝိညာဉ်တစ်ခုသူ့နားမှာရှိနေတယ်ဆိုတာသတိပေးလာပါတယ်။ဆယ်ကျော်တဲ့လူငယ်တွေတည်ဆုံသွားတာအတွက်အပြစ်တင်ရမှာကသူဖြစ်နေပါတယ်။ အပြင်ကနေကြည့်လိုက်ရင်တော့အဲ့ဒီတန်းပေါ်နှစ်ယောက်ဖက်နေကြတာမြင်ရပေမဲ့မကောင်းတဲ့ဝိညာဉ်ဝင်ရောက်လာတာကြောင့်သူတို့လူချင်းကွဲသွားပြီးလူငယ်နှစ်ယောက်စလုံးလဲကျသွားပါတယ်။အဲ့နောက်ဝူဆူကဆေးရုံမှာတတိယလာခဲ့ပြီးသူကလည်းဒူရှင်းရဲ့တငယ်ချင်းဟောင်းနဲ့တူတဲ့မိစာကိုမြင်ရတယ်ဆိုတာသိလာခဲ့ရပါတယ်။သူခုလိုမြင်နေရတာကြောင့်အသက်ကောင်မလေးကြောင့်လို့ယုံကြည်ထားတာကြောင့်ကောင်မလေးကသူ့တန်းပေါ်ကောင်လေးကိုစေရေးထားဖို့ပြောလိုက်ပါတယ်။နောက်ဆုံးမှာလူငယ်တွေကလမ်းခွဲကြရပြီးသူတို့ရဲ့တီးတန့်လမ်းကြောင်းတွေကိုရှောက်လန်းကြပါတယ်။ထွက်ခွာသွားတဲ့ဒူရှင်းကိုဝိညာဉ်ထဲထားတဲ့အိတ်ရှုံလေးခြင်ထားခြင်းနဲ့အကြောင်းကြီးကစောင့်ကြည့်နေခဲ့ပါတယ်။ ူကနောက်ဆုံးစာတင်နေ့ရောက်နေတဲ့ចောင်းသားတွေရဲ့ကိုရဲမှာပဲနေလို့ရမှာလို့မကောင်းဆိုးဝါးကိုတတိပေးလိုက်ပါတယ်။အိမ်မှာកောင်မလေးကိုသူ့ရဲ့တငယ်ချင်းဟောင်းတစီကလာတွေ့ပါတယ်။ဦးစုဘာကြောင့်တစီကိုမြင်ရတာလဲဆိုတာနဲ့အဲ့ဒါကအဖွားကြီးလာသွားတာနဲ့ပတ်သက်နေမလားလို့အဖြေထုတ်ဖို့လူငယ်တွေကစူးစမ်းနေကြပါတယ်။ဒီချိန်မှာកောင်လေးကកောင်မလေးရဲ့အိမ်ကိုရောက်လာပြီးသူ့ရှိမှာတစီကထပ်ပြီးပေါ်လာတာကြောင့်កောင်လေးကအယံလန်သွားခဲ့ပါတယ်။ဦးစုကသူ့တငယ်ချင်းနဲ့တွေ့ပြီးတနေကုန်သူဘာဖြစ်နေလဲဆိုတာပြောပြပါတယ်။ဒါမဲ့အဲ့ဒီတငယ်ချင်းကဦးစုတယောက်အလုတ်တန်းပြနေတာလို့ပဲထင်နေပါတယ်။ ဲ့နောက်ကောင်လေးကဒူရှင်းစီကိုသွားခဲ့ရပါတယ်။ကောင်လေးကအချိန်တွေအားလုံးလမ်းကြောင်းမှန်ပေါ်ပြန်ရောက်အောင်သူ့တန်းပေါ်ကောင်မလေးကိုသူ့မှာရှိတဲ့ပတ်စံတွေအားလုံးပေးဖို့ဆန္ဒရှိနေပေမဲ့ကောင်မလေးလုံးပြနိုင်တာကဝူဆိုးအနေနဲ့အခုချိန်ဝိညာဉ်လောကမှာနေရတော့မယ်ဆိုတာတော့ပဲသူ့ကိုပြလို့ရပါတယ်။ကောင်လေးကသူ့ကိုဗပောင်းစုံကဝိုင်းတားကြတဲ့ဝိညာဉ်ကြောင်းကြီးကြောင်းကြောက်သွားပြီးထွက်ပြေးသွားပါတယ်။ကောင်လေးကအဲ့ဒါတွေအားလုံးဟာအိမ်မဲ့ပဲလို့သူ့ကိုယ်သူယုံကြည်လာအောင်ကြိုးစားနေပေမဲ့ဘတ်စကားပေါ်မှာတော့တည်ရဲတဆေတွေကိုမြင်တွေ့နေရတာကြောင့်သူတို့စီကထွက်ပြေးဖို့နေရာမရှိဖြစ်နေပါတယ်။ နောက်ရင်မှာဝူဆူကြောင်းပြက်တာကြောင့်ကျောင်းသူတက်ကသူ့ကိုတခုခုလိုလိုက်ပြီးဆိုရဲကောလာဟာလာတခုပြန့်နှံ့လာခဲ့ပါတယ်။မတော်တဆဖြစ်ရက်တွေဟာပုံပြီးဆိုရင်စရာကောင်းလာပေမဲ့ကျောင်းအုပ်ဆရာကြီးကကျောင်းမှာစာမေးပွဲဆင့်မဲ့အစီအစဉ်ကိုမဖြတ်သိမ်းခြင်းဘူးဆိုတဲ့သတင်းလဲကြားရပါတယ်။အိမ်မှာဝူဆူကသူ့မေရဲ့ပြောပြချက်အရသူတို့တန်းပေါ်ရဲ့မိဘတွေကသူတို့နဲ့တွေ့ရအောင်ဖုံးဆက်တယ်ဆိုတာသိလာရပြီးသူ့မေကသွားတွေ့ဖို့လုပ်နေပါတယ်။ဝူဆူရဲ့မိကကျမသားတော့ယူသွားပြီးတညာလုံးအော်ဟစ်နေပြီးဘာမှမမြင်ရတဲ့ဟာတခုကိုသူ့စီကမောင်းထုတ်ဖို့ကြိုးစားနေတယ်ဆိုပြီးမြေကြီးဆက်လက်နဲ့အကြမ်းမြင်ဆရာမကိုပြောလိုက်ပါတယ်။ အဲနောက်လူရှင်ကကောင်လေးရဲ့အမေကိုခန်းထဲကထွက်သွားခိုင်းပြီးဝိညာဉ်ကိုနှိမ့်ထုတ်လိုက်ပါတယ်။သူကသူ့တန်းဖို့ကောင်လေးကိုကူညီဖို့ကြိုးစားပြီးအခန်းကိုကာကွယ်ပေးမဲ့တင်ဂေတာတွေဆွဲထားတဲ့ဟာတစ်ခုသူ့ကိုပေးလိုက်ပါတယ်။အဲနောက်ကောင်လေးကသူ့စိတ်နဲ့ကိုကန့်အောင်လုပ်လို့ရသွားပြီးအခုတော့အချိန်ဒီအားလုံးကောင်းသွားပြီလို့သူ့အမေကိုပြောလိုက်ပါတယ်။ပြီးတော့သူ့တငယ်ချင်းတူရှင်ကိုကျေးဇူးတင်တယ်လို့ပြောလိုက်ပါတယ်။သူတို့နှစ်ယောက်လမ်းလျှောက်ထွက်ခဲ့ကြပြီးဝူဆူရဲ့တငယ်ချင်းအီနန်နဲ့တူကော်ဖီဆိုင်တစ်ဆိုင်မှာထိုင်ကြပါတယ်။သူကသူ့တငယ်ချင်းကိုထပ်ပြီးဟာတာလုပ်နေပေမဲ့ဒူရှင်းကတည်သွားတဲ့သူ့ဖေစီကလွတ်လိုက်တဲ့အဲ့ဒီလူနဲ့လဝါချင်းရိုက်ပြီးနှုတ်ဆက်လိုက်ပါတယ် သူ့ကိုသူမိဘတွေကစာမီးပွဲမှာအမှတ်ကောင်းကောင်းရအောင်လုပ်မယ်လို့မျှော်လင့်ထားတဲ့ပုံယုံကြည်ရမယ်လို့ပြောလိုက်ပါတယ်။အပြန်လဲမှာဒူရှင်းကသူတို့နေရာစလုံးရောက်ရှိနေတဲ့ဝိညာဉ်လောကအကြောင်းဝူစုကိုအများကြီးပြောပြပါတယ်။အဲ့လိုပြောပြတဲ့အတွက်ဝူစုကကောင်မလေးကိုထပ်ပြီးဖက်လိုက်ပါတယ်။ဒါပေမဲ့ဒီချိန်မှာတော့ဝိညာဉ်ပူတာမဟုတ်ပဲသူ့ကိုယ်တိုင်ဖက်လိုက်တာပါ။အဲ့နောက်စာမီးပွဲဖြေရမယ့်အချိန်ကိုရောက်လာပါပြီ။ဒူရှင်းအနေနဲ့စာမီးပွဲဖြေဖို့လောက်ပဲမဟုတ်ပဲခဏခဏအိမ်ငိုက်နေပြီးစာမီးပွဲကြသွားနိုင်တဲ့အနေရရှိနေတဲ့အီနန်ကိုလည်းစောင့်ကြည့်ပေးနေရပါတယ်။ ဦးစုကဒူတူရှင်းကိုဖတ်ထားလိုက်မိတဲ့ဖြစ်ရပ်ကိုမေးဖြောင်းမရဖြစ်နေပြီးအာယုံရှုတ်ထွေးသွားတာကြောင့်စာရေးပုံမှာတင်ဂီတာတစ်ခုဆွဲချလိုက်ပြီးတစီတွေကိုဖိတ်ခေါ်လိုက်ပါတယ်။အဲနောက်တစီတကောင်စီကသူကိုယ်တိုင်ရဲ့တည်ဆုံရမယ့်ဇာလန်းကိုပြောပြကြပြီးဖျက်ကျော်ဖို့တယောက်တည်းလို့လို့မရဘူးလို့ပြောကြပါတယ်။အနည်းဆုံးတော့ဦးစုစကားပြောဖို့အလှည့်ရောက်လာခဲ့ပြီးသူကနှလုံးသားထဲမှာခံစားနေရတဲ့ချက်ချင်းမြစ်တာအကြောင်းကိုပြောပြလိုက်ပေမဲ့တစီတွေကအဲ့ဒါနဲ့ပတ်သက်ပြီးဘာလုပ်ရမလဲဆိုတာတကောင်မှမသိကြပါဘူး။ ူချင်းကသူ့တငယ်ချင်းကောင်မလေးနဲ့သူ့အိမ်ရှိမှာတွေ့တော့အဲ့ဒီကောင်လေးကသူ့တဘောကြာနေတဲ့ဝူဆူနဲ့ဝေဝေးနေဖို့သတိပေးလိုက်ပါတယ်။အဲ့ဒီကောင်မလေးကဒူချင်းကိုတန်းထဲမှာနောက်ထပ်ပြဿနာမရှာနိုင်အောင်လွန့်ထွက်သွားအောင်လုပ်မှာပါ။ကျောင်းကိုသွားတဲ့လမ်းမှာဒူရှင်းကသူ့မျက်စိရှိမှာဝမ်းနေစရာဖြစ်ဖြစ်ခဲ့တယ်။သူ့ရဲ့ပထမဆုံးနေ့အကြောင်းပြန်စင်းစားနေမိပြီးမကောင်းတဲ့ဝိညာဉ်ရှိနေတယ်ဆိုတာသူခံစားမိပါတယ်။သူ့တငယ်ချင်းတို့ပြဿနာတွေဝင်ပါမိမှာကြောက်တဲ့စိတ်နဲ့ဒူရှင်းကသူ့ကိုကျောင်းမှာဆူရတဲ့အင်အားတစ်ခုလှုပ်ရှားနေပြီးဆိုတဲ့အကြောင်းဝူဆူကိုတတိပေးလိုက်ပါတယ်။ ူโจကဝူဆုနာမှာတစ်ချိန်လုံးရှိနေခွင့်ရဖို့ကြိုးစားနေပေမဲ့သူကတယောက်တည်းနေပြရစီလို့ပြောပြီးသူ့အနေနဲ့ဒူရှင်နားမှာပဲရှိနေခြင်းနဲ့ဆိုတာဝန်ခံလိုက်ပါတယ်။ဒါမဲ့ဒူရှင်ကပြဿနာမတက်အောင်ရှောင်နေပြီးသူ့တငယ်ချင်းဝူဆုကိုသူ့အနေနဲ့နေနဲ့တငယ်ချင်းဖြစ်ဖို့အစဉ်အသင့်မဖြစ်သေးဘူးလို့ပြောလိုက်ပါတယ်။စူโจကဒူရှင်ရဲ့အမေဟာကြားမြင်ဆရာမဖြစ်တယ်လို့တခန်းလုံးကိုပြောပြလိုက်ပြီးကော်မလီဟာနောက်ပြောင်သားတွေမိခွန်းအနေနဲ့ထပ်ပြီးတိုက်ခိုက်ခံရပြန်ပါတယ်။အဲဒီနောက်စာမုပ်ပွဲ report card တွေပြီးဖို့ရောက်လာတဲ့ဆရာကျောင်းအကျောင်းသူအကျောင်းသားတွေအားလုံးဒူရှင်စီကနေအာယုံလွှဲလိုက်ကြပါတယ်။ အမကောင်ရအောင်တငယ်ချင်းတွေအကောင်းဆုံးစူးစမ်းပေးပေမဲ့လည်းအញ្ញံဆုံးចောင်းသားကဤနန်းဖြစ်နေပါတယ်။ဦးစုတယောက်သူ့တငယ်ချင်းကိုအရန်စိတ်ဆိုးသွားပြီးသူတို့နှစ်ယောက်ရန်အောင်ဖြစ်ခဲ့ကြပါမယ်။ဘာပဲဖြစ်ဖြစ်သူကဤနန်းကိုကယ်တင်ပေးမှာပါ။ဒီချိန်မှာအကြောင်းအစရာကြီးဟာမြောက်ခန်းထဲကိုဆင်းသွားပြီးမော်တော်ကလောက်နဲ့ခတ်ထားတဲ့ခန်းကိုဖွင့်ပြီးမကောင်းဆိုးဝါးကိုလွှတ်ပေးဖို့လုပ်နေပါတယ်။ចောင်းသားမှဦးစုတယောက်ထဲပဲမြင်ရပြီးအနီးနားမှာပေါ်လာတဲ့အနက်ရောင်မိခိုးတွေကြောင့်ចောင်းသားတွေဟာចောင်းကထွက်သွားဖို့အချိန်မရလိုက်ပါဘူး။ကောင်လေးနှစ်ယောက်စလုံးအတန်းထဲမှာမရှိဘူးဆိုတာကိုဒူရှင်းကသတိပြုမိပေမဲ့သူကအဲ့ဒီအကြောင်းကိုမစင်းစားမိအောင်ကြိုးစားနေပါတယ်။ သူတငယ်ချင်းတွေကမကောင်းစွာဝိညာဉ်စီကနေပုံမို့ကြိုးစားနေကြတဲ့ချိန်မှာဒူရှင်းဟာအားကစားရုံထဲကိုရောက်လာပါတယ်။တရေကြောင်းတိထားတဲ့သူတို့နှစ်ယောက်ကအီနန်းကိုနှစ်ဖက်ညက်ပြီးကာဝယ်ပေးထားကြချိန်မှာဒူရှင်းကမကောင်းစွာနေလို့စီကနေအာယုံပြောင်းသွားအောင်ငါလုလိုက်တာနဲ့ချက်ချင်းထွက်ပြေးကြတော့လို့ကောင်လေးတွေကိုမိပေးလိုက်ပါတယ်။အဲ့နောက် ကောင်လေးနှစ်ယောက်ဟာကြောင်းထဲကနေဝေးရကိုထွက်ပြေးကြပြီးမြောက်က ကားပါကင်မှာဝင်ပုန်းလိုက်ကြတော့အီနန်းကဘာတွေဖြစ်နေတာလဲဆိုတာရှင်းပြပေးဖို့သူ့တငယ်ချင်းကိုပြောလိုက်ပါတယ်။ခဏလောက်ကြာသွားတော့အနှစ်ယောက်မိကိုကကြောင်းသားနှစ်ယောက်နောက်ကိုလိုက်လာပြီးဒူရှင်းကသူ့တငယ်ချင်းနှစ်ယောက်ကိုမတက်ရောက်အောင်မိကိုရန်နောက်ကလိုက်သွားပါတယ်။ အဲ့နောက်မကောင်းဆိုးဝါးကသူတို့ကိုရှာတွေ့သွားပြီဆိုတာဟူစုတယောက်တီးသွားပြီသူငယ်ချင်းကိုခေါ်လို့တခါထပ်ပြီးထွက်ပြေးသွားပါတယ်။ဒါမဲ့မကောင်းဆိုးဝါးကသူ့ရဲ့အစီအစဉ်ကိုလှုပ်ဆောင်ရမှာအကူညီပေးမဲ့ခန္ဓာကိုယ်တစ်ခုကိုရှာတွေ့သွားပါတယ်။ကပကင်လူသမားတယောက်ရဲ့ခန္ဓာကိုယ်ရဲ့ကိုဝင်ပြီးတော့မကောင်းဆိုးဝါးကចောင်းသားနှစ်ယောက်ကိုចောင်းပိတ်ထားလိုက်ပါတယ်။ဟူစုကမကောင်းဆိုးဝါးကိုတားဆီးဖို့ကြိုးစားပေမဲ့သူ့ဆွမ်းအားကအရန်အားနဲ့နေတဲ့အတွက်အဲ့ဒီမကောင်းဆိုးဝါးဝင်ပိုးခံနေရတဲ့သူ့ရဲ့လက်တစ်ဖက်စီမှာသူတို့နှစ်ယောက်အချုပ်ခံလိုက်ရပါတယ်။အဲ့နောက်ဒူရှင်းနဲ့သူ့ရဲ့မမြင်ရတဲ့မိတ်ဆွေတအုပ်ရောက်လာတဲ့အထိပါပဲ။ ။တရဲတွေကလူစိုးကိုဖမ်းပြီးချုပ်ထားချိန်မှာတခြားမိတ်ဆွေတွေကအီနန်ကိုခေါ်ပြီးထွက်ပြေးကြပါတယ်။လူချင်းကူညီပေးခဲ့တဲ့အတွက်ဂျေဇူးတင်နေတဲ့ဝူဇူကသူ့ကိုထပ်ပြီးဖက်လိုက်ပြန်ပါတယ်။ကော်မလီကလွန်ခဲ့တဲ့ဆယ်နှစ်ကစတင်ခဲ့တဲ့ဇလန်းစားကနေအဆုံးထိသူ့ငွေချင်းတွေကိုပြော့ပြလိုက်ပါတယ်။ကျောင်းကတာဝန်ရှိတဲ့တယောက်ဟာသူ့ကိုရိုးတွက်ဒီလိုလုပ်နေတာဖြစ်ပြီးကျောင်းသားတွေကတရားမှာကြောက်လာတာကြောင့်ကျောင်းသားတိုင်းအမှတ်ကောင်းကောင်းရကျင်တာကြောင့်ကျောင်းရဲ့ဂုံတက်လာအောင်လုပ်နေတာဖြစ်ပါတယ်။အဲဒီနောက်မကောင်းဆိုးအားကသူ့ရဲ့သားကောင်ကိုတကားကနေစောင့်နေပေမဲ့ကျောင်းဦးကြီးကမကောင်းဆိုးအားကိုအိတ်ထဲများပြီးခေါ်သွင်းလိုက်ပါတယ်။ မင်းနောက်တစ်ခါအခွင့်ရေးမကြခင်ရလာမှာလို့လေသူကမကောင်းဆိုးဝါးကိုပြောလိုက်ပေးမယ်။အချောင်းကြီးပြောနေတာကိုဒူရှင်းရဲ့တငယ်ချင်းတစ်စီကတွေးသွားတာကြောင့်အဲ့လိုပြောလိုက်တာကဘာမှအရာမရောက်နိုင်ဘူးဆိုတာပြနေပါတယ်။မကောင်းဆိုးဝါးဝိညာဉ်နဲ့ပတ်သက်တဲ့ဇလန်းကိုအီနန်တယောက်မယုံကြည်ဖြစ်နေပေမယ်။သူနဲ့သူ့ဖေနှစ်ယောက်ထဲပဲတည်ထားတဲ့ဇလန်းတချို့ကိုပြောပြပြီးတော့သူယုံလာအောင်ကောင်မလေးကလှုပ်လို့ရသွားခဲ့ပါတယ်။ဒူရှင်းကနေရဲ့အသက်၁၈နှစ်ပြည့်မဲ့နှစ်မှာအသက်၁၈နိုင်ဖို့နေ့ကိုနေ့ကယ်တင်ရမယ်လို့အီနန်ကိုပြောလိုက်ပါတယ်။ဦးစွာလည်းသူ့တငယ်ချင်းနဲ့ဘာကြောင့်ရန်ခွင့်မရအောင်ဖြစ်နေတာလဲဆိုတာကိုလည်းဒူရှင်းကရှင်းပြပြီး တို့နှစ်ယောက်ဟာတိတ်ပွားကဆွေမျိုးတော်ခဲ့တယ်ဆိုတာကိုပြောပြလိုက်ပါတယ်။ဦးစုကသူဟာအနာဂတ်တစ်ခုကိုမြင်နေရတယ်လို့တူရှင်းကိုပြန်ပြောလိုက်ပြီးအနာဂတ်မှာတို့နှစ်ယောက်တူတူရှိနေကြမှာတေချာပဲလို့ပြောလိုက်ပါတယ်။အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။